မင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရခင်ဗျဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါ6လပိုင်း26ရက်နေ့2025စနေနေ့မှာရှင်ပြန်ကစားကြမယ်ဒါ Germany Bundesliga က England Premier League နဲ့ Italy City La Liga စပိန်နဲ့ပင်သစ် League 1ပွဲစဉ်တွေထဲမှာကျွန်တော်စိတ်ကြိုက် body တည်တံ့ကြီးရွေးထုတ်ပြီးတော့ဒါရွေးချယ်ပေးတော့မှာလည်းဖြစ်ပါတယ်ကြိုက်ရှင်လို့မယ်ဆိုတော့ Nico လိုက်ပြီးစောကစားကြပါမကြိုက်တဲ့ Nico တွေကကိုကြိုက်မဲ့ပွဲရွေးချယ်ပြီးတော့ကြိုက်တဲ့ဘက်ကနေလိုက်ပြီးစောကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော် Man City ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးတော့မှာကြာ မန်စီးတီးကတော့အင်္ဂလန်ပလီးမားလိမှာဒါနိုင်ပွဲတွေပြန်ဝင်လာပြီးရချန်ပီယံလိမှာလည်းပြန်ဝင်ထားတာတွေ့ရပြအစင်ညာရက်တူမှာဆိုပိုးမှာဖြစ်နေပြီးဘန်လေးကတော့ဆက်လျှောက်တန်းစင်းဆုံးတော့မှကတ်နေတာလည်းဖြစ်တယ်ဆိုတော့ဘန်လေးနဲ့မန်စီးတီးတို့ထိတဲ့တွေ့ဆုံတိုင်းမှာဆိုမန်စီးတီးအပသီးရမယ်ဆိုပေမဲ့ဘန်လေးကိုတော့ချွတ်တွတ်လို့မရဘူးအသင်းကြီးတောင်ဒုက္ခပေးတတ်တဲ့အသင်းမျိုးဖြစ်တယ်ဗျဒါပေမဲ့ဘန်လေးတကူမှတ်ထားမှာအင်ဂွေးမှာလည်းအိုဂွေးမှာဆိုရင်တော့ထိတ်ဆော့တတ်တာတွေ့ရပြမန်စီးတီးကလည်းချန်ပီယံလိနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုအနိုင်ရရှိထားပြီးတော့ဒီနေ့ပွဲကိုလည်းအနိုင်ရယူဖို့တော့ဆိုလို့ရှိရင်အင်္ဂလန်ပရီးမီးယားလိရဲ့ဒါအဆင်ပြေစရာတနေရာတော့ကိုရက်တူကိုရုံးကန်လာဖို့တော့ရှိတယ်ဗျ။ ကစားသမားဆုံးဆုံးလွင်လွင်မထွက်လာဘူးဆိုပေမဲ့အဓိကကတော့သူတို့နိုင်ဝဲပြန်ပြီးကားဖို့တော့ကိုဥဆိုင်ပြီးကစားလာမှလည်းဖြစ်တယ်။ဒါပေမဲ့တော့ဒါကိုအပြတ်မပြတ်ကိုပဲစောင့်ကြည့်ရမှာဗျ။မန်စီးတီးရဲ့ဒီနေ့ကြောပေးထားတဲ့ပေါ်ဒီစီမှာဆိုရင်ဒါနှလုံးသေးစီကနေနှလုံးသွင်းဆိုင်ပြားဆုံးအရှုံးသေးတီဖောက်ထားတယ်။ကိုပေါင်းသေးကသုံးလုံးသေးစီကနေသုံးလုံးသွင်းဆိုင်ပြားဆုံးအရှုံးသေးတီပေးထားတာကလည်းဥစည်းတွေဗျ။မန်စီးတီးနဲ့ဘန်လေးတွေကဒါကိုခံမှရလဲမှာဆိုအင်ဂွင်ဖြစ်တဲ့မန်စီးတီးပဲကျွန်တော်ကတော့တတ်နိုင်ပြီးတော့ဒါနောက်ထပ်အနိုင်သုံးမှတ်ကိုရယူသွားလိမ့်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်းတတိဝမ်းပေါ့နော်အဲ့လောက်ဒီလည်းဖြစ်သွားလိမ့်မယ်ဒူစီလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျစကြဝဠာရွေးချယ်ပေးရမယ်ဆိုရင်တော့မန်စီးတီးနဲ့ဘန်လီလိုပေါ်စင်မှာကျွန်တော်အင်ဝူဖြစ်တဲ့မန်စီးတီးဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒါကတော့ဘော်ဒီစုပ်ကစားဖို့ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့အက်တလီကိုမလင်းနဲ့ရေရေပွဲစဉ်ကျွန်တော်ရွေးချယ်ပေးမှာဖြစ်တယ်ဗျဒါလည်းဘော်ဒီစော့ကြပါခင်ဗျာနော်အက်တလီကိုမလင်းနဲ့ရေရေပွဲစဉ်မှာနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တစ်ပွဲတုံးမှာဆိုရင်ရေရေနဲ့နိုင်ရရှိလို့အက်တလီမိုကလစ်ကလည်းနိုင်ရရှိတယ်အင်ဝူဖြစ်တဲ့အက်တလီကိုမလင်းကဘေးကိုပြန်ရှိပြီးတော့ဒါ နိုင်ငံပြန်ဝင်ထားတာတွေ့ရတယ်လို့ဗီဒီယိုကတော့အိမ်ဝင်အဝေးဝင်မချောင်းအကုန်လုံးဒါဆွဲသိမ်းပြီးတော့နိုင်ရယူထားတယ်တွေ့ရဗျာဆိုတော့ဒီနေ့အတလီကိုမန်လင်းနဲ့ရေးရလို့ပွဲစဉ်မှာထိတ်တိုက်တွေ့ရမှကြိုးရှင်တော့ဘူးကတော့ဒါလုံးကြုံရင်တော့ပြတ်သွားလိမ့်မယ်လို့မမြင်ဘူးညဖိတက်တွေ့ဆုံတိုင်းမှာလည်းအလောက်ကြီးလည်းပြတ်သားမျိုးအများဆုံး1တက်လောက်ပဲရှိရပြဒါဘိုးလေးပေါ့နော်ဒီလောက်ကြီးပဲပြတ်ပြီးတော့နိုင်ရယူထားတာဆိုတော့ရီးရဲ့အဝေးကွင်းလေးကနေပြီးတော့အတလီကိုမလေးကိုရှေ့တူဆိုရင်ပြားဆုံးအရှုံးသေးလေးပဲဖောက်ပြရတယ်ကိုပေါင်းသေးမှဆိုလို့ရှိရင်နှလုံးသွင်းတိုင်းပြားဆုံးအရှုံးသေးရတယ်သုံးလုံးတစ်ဝက်စာပေးထားတွေ့ရပြဒါကနဦးစီးတွေပေါ့နော်ပြောင်းလဲသွားပြီးတော့ရှေ့ရှိသွားနိုင်တယ်ဗျ ဲ့ကျော်ကျွန်တော်ရဲ့ဂိုးခံမန်ရလက်ကိုပြောရမယ်ဆိုရှင်ဒီနှစ်တင်းကဘိုးပြက်ကြလောက်ယူဖြစ်သွားမယ်လို့မထင်မိဘူးဗျဒါကြောင့်မို့ကျွန်တော်ကတော့အတလီကိုမလေးနဲ့ရေးရတို့ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ live scene နဲ့ဒီဘူးဘက်ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျအိမ်ဝင်ဖြစ်တဲ့ဘူးဘက်နဲ့ live scene တို့ပွဲစဉ်မှာဆိုလို့ရှင်ဒါ shit 2ပဲဖောက်ပေးရတယ်ဘူးဝင်ဖြစ်တဲ့ live set ကနိုင်ဝဲရောက်ပြီးတော့ရုံးကလာနိုင်ပဲရှိတယ်။ဥပကလည်းအင်ကွင်းမာတယ်ဆိုပေမဲ့ရှစ်တူသေးပဲဖောက်ပေးရတော့ကျွန်တော်တွေးမိမိတယ်။ ော်ဈေးမှာရှိသူစီးဖောက်ပြီးတော့ကိုပေါင်းသေးမှာ၃လုံးတွေစီးတိပေးထားတွေ့ရပြရမယ်လိုအပ်ချက်ကို၂သိန်းသလုံးရှိတဲ့ဒီမှာရှင်းကြည့်လိုက်မယ်ဆိုရင်ဒါ live set ကတော့တားတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာဒါကိုခံမှန်းရလက်ကတော့ live set ကတ်နိုင်သွားပြီးတော့အနိုင်ဆုံးမရောက်သွားလိမ့်မယ်ပဲကျွန်တော်ခံမှန်းရလိမ့်မယ်ပြောတယ်စကြကိုရွေးချယ်ပေးရမယ်ဆိုရင် live set body နဲ့ဒါကိုအောက်ကိုကျွန်တော်တွဲပေးခြင်းပါတယ်ဒါလည်းမအောင်ဆုပ်ဖို့ပါခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ဒါ sample နဲ့၄ပါးကိုစင်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ် ဘိုးကွန်ပြည့်တဲ့လေပါကွန်စင်ကဆမ်ပေါ်လီကိုပေါ့နော်ရှီတူဆိုရင်ပြဆုံးရှုံးသေးရတယ်ကိုပေါင်းသေးမှာ၃လုံးတရားတွေရောနှလုံးသွင်းသွားရင်ပြဆုံးရှုံးသေးနှလုံးရှုံးသေးတိဖောက်ပြထားတွေ့ရတယ်ဗျဒါတွေကကနဦးစည်းပေါ့နော်ဒါကိုပေါင်းသေးနဲ့ပေါ်လီတိဖြစ်ပါတယ်ဆိုတော့လေပါကွန်စင်ရဲ့ဒီဘော်ဒီစီကရှီတူဆိုရင်ပြဆုံးရှုံးသေးကိုပေါင်းသေး၃လုံးတွေနှလုံးရှုံးသေးပဲပြီးရင်ပြီးသွားမှာဖြစ်တယ်ဗျအဲ့ကြတော့ဒီဘွဲစင်မှာလေပါကွန်စင်ကလည်းဒီဂျာမေဘွန်ဒီလီကာမှာဆိုရင်ကိုရအောင်ရုပ်ကန်ညာဖြစ်ပြီးတော့အင်ကွင်းဖြစ်တဲ့ဆမ်ပေါ်လီကလည်းထိမ့်မိကစားနိုင်တာကိုတွေ့ထားရဗျ ဆိုတော့ကျွန်တော်ကဆန်ဘော်လီကထိမ့်ပြီးကစားမယ်ဆိုလေးပါဝင်ဘိုးတော့အဲ့လောက်ယူပြတ်နိုင်မှာမဟုတ်ဆန်ဘော်လီတောင်မှကကန့်ကန့်နိုင်သွားလိမ့်မယ်ဘိုးခမန်ရလည်းကတော့1 1ဒါ1 0မို့နှစ်တက်လည်းဖြစ်နိုင်တယ်ဗျာဘယ်လိုပဲဖြစ်ပါကျွန်တော်စိတ်ကြိုက်ကိုရွေးချယ်ပေးရမှာဆိုရင်တော့ဒီဆန်ဘော်လီနဲ့လေးပါဝင်ဘိုးစစ်မှာဆိုလည်းကျွန်တော်ကိုအောက်တောင်လည်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားလဲ6လပိုင်း26ရက်နေ့2025စနေနေ့မှာရှင်ပြိုင်ကစားကြရတယ်ဥရောပဝစဉ်နေမှာဆိုလို့ရှိရင်မန်စီးတီးဘော်ဒီရဲ့ရေကူအောင်တဲ့လိုက်စ်ဘော်ဒီနဲ့လေးပါဝင်ဘိုးစဉ်ကိုအောက်ကိုကျွန်တော်ရွေးချယ်ပေးထားတယ်ပါ ဒါတွေကိုတော့ body သီးသန့်ဆော့ဖို့ဖြစ်ပါတယ်။မောင်းဆော့ကျင်တဲ့ညီကိုတွေကကိုယ်သဘောနဲ့ကိုယ်ဆော့ကြပါကျွန်တော်လည်း body ရွှေ့ပေးထားတာလည်းဖြစ်ပါတယ်။အကြိုက်ရှင်းမှုမယ်ဆိုရင် live ဆော့ကြကြပါခင်ဗျာနော်။ကျွန်တော်ရဲ့ video တွေကြည့်ရှုအားပေးတဲ့ညီကိုတွေအတွက်ကျေးဇူးတင်ပါတယ်။ကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။